မမဆောင်ရဲ့စကားပြောဆိုမတတ်မှုတွေကလူမှုဆက်ဆံရေးမှာအရန်ရန်ကြောင်းပေါ်တင်ပြောလာတဲ့သမီးစုဒီတစ်ခါမှာတော့စကားတွေပြောသလိုမပြောသလိုနဲ့ပေါက်ကရမျိုးစုံကိုရှောက်ပြောနေတဲ့ပြီးအတန်းရှင်းရှာတဲ့တဲ့သူမှမမဆောင်ကြောင်းကိုသမီးစုကအခုလိုမျိုးပေါ်တင်ပြောလာခဲ့ပါရီဆယ်လီသမီးစုအနေနဲ့လည်းအမေရိကမှာနေထိုင်ပြီးတော့မြန်မာပြည်သူတွေရဲ့အခက်အခဲဒုက္ခတွေကိုဆိုရှယ်မီဒီယာကနေလှမ်းပြီးတော့စိတ်ပူပေးနေကြတာပါပရိသတ်တွေကိုရမ်းစိတ်ပူရလုံးလုံးမိန်းနိုင်မစားနိုင်ဖြစ်ပြီးတော့သူမရဲ့မျက်နှာလေးတောင်မှချောင်ကျသွားခဲ့ပါသေးတယ် ဒီလိုမျိုးနေစဉ်နေတိုင်းပြည်သူတွေရဲ့ခက်ခဲတွေကိုဘယ်လိုကူညီရမလဲမသိတဲ့ဓာရီဘယ်လိုဆုံးမရမလဲဆိုပြီးလိလာနေတဲ့တမီးဆိုဟာအခုတစ်ခေါက်မှာတော့မမဆောင်ကိုတွေ့ရှိသွားခဲ့ပါတယ်အဓိကကတော့မမဆောင်ကမွေးကလေးကတပြားနှစ်ပြားလိုနေတာလို့လို့ပုံစံနဲ့လူကြားထဲမှာနာမည်ကြီးအောင်တန်းရှင်းရှာနေတာဖြစ်ပါတယ် ဒါကအရှင်တော့ကတော့ဘာမှအထွေထူပြောစရာမလိုပေမယ့်အခုကတော့တော်တော်လေးကိုမှစိတ်ပျက်စရာကောင်းပြီးအရန်ကိုမှရိုင်းဆိုင်တဲ့ပြစ်မှုတွေဖြစ်လာတဲ့တွေ့တမိဆဲကပေါ်တင်ပြောလာခဲ့တာပါအတူတပြင်းကတော့မမစားပါဝင်တချို့သောဆိုရှယ်မီဒီယာအင်တာဗျူးသူတွေကလည်းဒီလိုမျိုးပဲရိုင်းဆိုင်တဲ့ပြစ်မှုတွေကိုလုပ်နေကြတာဖြစ်ပါတယ်ငလေးပဲကြီးကိုကြုံတွေ့ရပြီးတော့ပြည်သူတွေခက်ခဲကြုံတွေ့နေရတဲ့ချိန်သူတို့ရဲ့ဗီဒီယိုကိုလူကြည့်များစေဖို့အတွက် attention ရှာတဲ့နည်းလမ်းတွေနဲ့ ပေါကရမျိုးစုံကိုရှောက်ပြီးတော့မိကုံးထုတ်နေကြတာပါငလင်ပေးမှာကိုရဲ့မိဘဆွေမျိုးတွေတာသမီတွေဆုံရှုံသွားလို့အင်မတန်ကိုမဝန်းနေခန်းစားနေရတဲ့ကြံခဲ့သူမိသားစုတွေကိုလည်းမဆာမနာနဲ့မိကုံးတွေရှောက်မိနေကြတာဖြစ်ပါတယ်သူတို့ဆုံရှုံခဲ့ရတဲ့မိသားစုတွေကိုပြန်လည်တတိယအောင်တည်ပေးပြီးတော့ဖြစ်မစေနိုင်အောင်ထရမာရီပေးနေကြတာပါ သူတို့တွေဘလို့မျိုးကွယ်လွန်သွားရလဲဆုံးရှုံးသွားတယ်ဆိုတာကိုသိနေပြီးသားဖြစ်ပေမဲ့မိခုနေကိုထက်ခါတလဲမေးပြီးအတန်းရှင်းရှာတဲ့လောက်ရက်တွေကိုလုံနေတာဖြစ်ပါရည်မီဒီယာတွေကလည်းဒီလိုတန်းရှင်းရှာကြသလိုမမဆောင်တို့လိုမျိုးအလူကိုပန်းပြပြီးတော့လူထင်ကြီးအောင်လုပ်ချင်တဲ့နုပညာရှင်တွေကလည်းရှိနေပါသေးတယ်မမဆောင်ဆိုရင်လေကလေးဆုံးရှုံးလိုက်ရလို့ဝန်းနေနေတဲ့မိခင်ကိုပို့ပြီးတော့ဝန်းနေခန်းစားသွားစေမယ့်မိခုနေကိုရှောက်ပြီးတော့ဝါကရရီပြောနေတာပါခက်ခက်ခက်မွေးဖားထားရတယ်ဒီကလေးလေးကိုဆုံးရှုံးလိုက်ရလို့ဘလောက်ခန်းစားနေရမလဲဆိုပြီးတော့ကိုချင်းစာနာစေမရှိတဲ့ တဲ့မိကုန်းတွေကိုမေးတာပဲဖြစ်ပါတယ် ရှင်နေကျဝင်မှုလည်းမရှိဘဲနဲ့ကိုဟာနေနေပပလေးတပြားလာလိုတာကိုအခုလိုမျိုးတွင်းရဲတွေပါရှောက်မေးပြီးတော့တဘူကနေနှစ်ပိုးပြန်ဖြစ်စေတဲ့လုံရက်တွေလုံနေတဲ့ပေါ်သမီးစုကတော့တော်တော်လေးမြင်ကပ်နေပါပြီ။နာရီအတွက်ကိုကြီးစုတောင်းပေးကြတယ်ဆိုရင်ကိုတက်နိုင်သလားလူငွေထည့်ဝင်ပြီးတော့စိတ်သက်ခွန်အားပြေဝအောင်ဖေးမကူညီပေးရမှာပဲဖြစ်ပါရည်။ဒါအောင်မွေးကလေးကတပြားနှစ်ပြားလိုနေတဲ့ပုံစံတွေနဲ့စကားတွေကိုတောင်းပြောမြပြောရှောက်ပြောနေတဲ့မမဆောင်ရဲ့ပြုမှုတွေကိုသမီးစုကတော့အခုလိုမျိုးပေါ်တင်ပြောလာခဲ့တာပါ။အသက်လေးကြီးပြီဖြစ်တာကြောင့်ညရဲ့နေပါတဲ့လုံရက်တွေနဲ့ ်အခုလိုမျိုးမလုပ်တဲ့ကြောင်းစကားပြောဆိုဆင်ခြင်တဲ့ကြောင်းပြောလာခဲ့ပါရီ သူတို့ရဲ့လူရက်တွေပြောဆိုတွေကလူတွေတနာအောင်လူကြီးများအောင်လုပ်နေကြတာဖြစ်ပြီးသူတို့ဒီလိုမျိုးကုညီလူတန်းမာတယ်ဆိုပြီးတော့နမေကုံတင်းဝီယူနေတာပဲဖြစ်ပါတယ်။ဒါပေမဲ့လူတန်းနာကတပြားနပြားနဲ့ပြည်သူတွေရဲ့ပုံမှုတွေကိုပို့ပြီးတော့နှိုးဆွသလိုမျိုးလူရက်တွေကတကယ့်ကောင်မမတင်တော်လာတာပါ။ပရိသတ်ကြီးတို့ရောဒီကိစ္စပေါ်မှာထင်မြင်ချက်လေးရရှိရင်လည်းပြောသွားပေးခဲ့ပါအောင်ရှင်။အားပေးနှဆိုင်ခဲ့ကြတဲ့အတွေ့အလုံးကိုကျေးဇူးတင်ပါတယ်။နောက်နေ့ဒီမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့ဆယ်လီတွေရဲ့သတင်းတွေတူပြန်လာခဲ့ပါအောင်ရှင်။